မင်္ဂလာပါကြိုဒီနေ့စီလေးတပုတ်ဆိုပြစ်တယ်စီတပုတ်ဆိုမှုအတွက်ကိုတော်တော်လေးကိုခက်ခက်ခဲခဲအချိန်ပေးခဲ့ရတယ်ပြန်မှန်း3ရက်လောက်ဆိုပြီးတော့မှဒီနေ့မှပြီးရပါလို့အဲ့သချင်းတပုတ်ဆိုမှုအတွက်ကိုသချင်းကိုလေးစားတမှုထားတယ်သချင်းရဲ့ဂုဏ်သိက္ခာကြီးရဲ့အတွက်ကြောင့်မလို့ကျွန်တော်အတော့စားတွေဖြတ်တယ်ညဘက်ဆိုင်တီးတာကိုဤတိုင်းရှိတဲ့အခါကျတော့ပြန်မှန်းလာပြီးတော့စောစောအိတ်တယ် ဲ့လိုမျိုးပေါ့အားရှိအောင်နေပြီးတော့မှသီဆိုခဲ့တာဒီနေ့တော့ပြီးတော့ပါပြီအပူလုံးကြီးတစ်ခုကျသွားသလိုတော့ခံစားရတယ်ဝမ်းပြောင်းတော့ပေါ့နော်အဲဒီချင်းလေးကိုလက်ဆောင်ပေးတဲ့တီဂျီကိုဝင်းဘူဟင်းကိုကျေးဇူးတင်ပါတယ်လူးဝစ်ဝင်းလို့လဲသူ့ရဲ့အကောင့်မှာရေးထားတာလေးကျွန်တော်တွေ့တယ်သူကတော့ professional တီဂျီတီဆူပေါ့နော်ချင်းလဲဆူတယ်တကယ်လူတော်တယောက်ပဲ သူကဒီရှင်းလေးကိုကျွန်တော်ကိုလက်ဆောင်ပေးရအတွက်ကျေးဇူးတင်ပါတယ်ဒီရှင်းလေးကို area studio မှာကျွန်တော်သွင်းပါတယ်ပြီးတော့ဒီပေးတဲ့ညီကိုတွေအပန်းအပန်းတီးထားပေးတာပေါ့နော်ပြီးတော့အဲ့ဒီတော့ကဟို drum drum ကိုကြတော့ကျွန်တော်တို့ music land မှာတီးတယ် music land မှာဦးဝင်းစောဦး studio ပေါ့နော်အသပန်းဆရာစီသူပါကျွန်တော်တို့ အမြဲတည်းကူညီတယ်ကျေးဇူးတင်ပါတယ်ဒီရှင်လေးအဖြစ်ကျေးဇူးတင်တယ်ဒီရှင်လေးကိုအသက်ဝင်အောင်ကြိုးစူးစမ်းနေပါတယ်ဟာမိုနီအပ်ဖို့အတွက်သရှင်လုံးနေရင်းနဲ့အမတ်တရားဖွင့်ပြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ရင်လုံးတော့ခံသွားတဲ့အချိန်လေးခဏယူစင်းသွားပြောင်းလေးသိချိုလို့နဲ့ခင်းနေဆွဲအောင်ယူစားသွားခဲ့လည်သလားမပြောပြသေးတဲ့စကားလုံးများတော့ခံထားဖို့လားကျူလားခါပြီးမှယုံရဲ့တွေ့ကြိမ်တိုင်းမှာငါယူသွားတယ်မင်းမှမသိနိုင်တာ

ဆရာမမီးရဲ့မိငုံလို့ပေဒါကိုမေးခံစားကြည့်ွယ်အချိန်မလုံးကိုဘုံဝေးကပဲချက်တော်မေးဒွမ်ဝီလီတို့ပြီးဖို့ခွေကလေးလေးရေးဘုံဆရာမမီးရဲ့မိငုံချစ်တယ်ဒါကိုဖျားတဲ့မေးသိမေးเอ็งเพียงใจละเปียน้องเสด็จมีเอ็งเลยเพียง